သဗ္ဗိတိယဝိဝေဇံဒုသောကရောဂဝိနတတုမတေပွန်တန္တရာယာဒုခိတိကာယုကောဘဝအဘိဝါဒနာသီလိတအိိဆံဟုတ်တာပစာယိနောသတ္တရောဓမ္မဝတ္တံဒုအာယုဝနောဒုက္ခံပလံ အဘိတ္တယဝိဝေဇံတုဘေယခသိန်တော့ကိဉ္ဉ္ဉ္ကြပါစေကုန်တတိသဗ္ဗသောကဝိနတတုဆိုယေခသိန်ကိဉ္ဉ္ဉ္ပါစေတတိသဗ္ဗရောဂဝိနတတုယောဂခသိန်ကိဉ္ဉ္ဉ္ပါစေတတိမတိဘောတ္တံတရာယသင်တော့ဘေယအန္တရေဘာတခုမြမရှိကြပါစေကုန်တတိ ဒုက္ခိတိကယုကဘွန်ဒုက္ခစိတ်နှစ်ပါးချမ်းညာသာသာအသက်ရှိကြပါစေကုန်သတည်းအသောကတိကယုကဘွန်ဒုဆိုရင်ကင်းကွာစိတ်ချမ်းသာစွာဖြင့်အသက်ရှိကြပါစေကုန်သတည်းအရောဂတိကယုကဘွန်ဒုအနာကင်းကွာချမ်းသာစွာဖြင့်အသက်ရှိကြပါစေကုန်သတည်းအဘိဝရဏသီလိသဗျာတရားသံဃာယရဏ၃ပါးနှင့် မိဘဆရာကိုရှိခိုးတော်လေးအကျင့်ရှိကြပေကုန်သောဘုဒ္ဓပစာဤနောကြီးကုံကြီးကုံသောပုဂ္ဂိုလ်ကိုအယောသေးပြုတတ်သောလေးအကျင့်ရှိကြကုန်သောသင်္သူရကံပေါင်းတို့မှာအာယုဆသက်တမ်းရှိခြင်း၎င်းဝန်သောဆယဝစင်ကောင်းခြင်း၎င်းဒုက္ခစာကိုစိတ်နှပါချမ်းသာခြင်း၎င်းပလန်းစာကိုအာညာအားနဲ့ပြည့်စုံခြင်း၎င်း အရောကျန်းစအနာကင်းကွာဇမ္မာကျန်း၎င်းဣတိသောပင်စဓမ္မကျွတရားဤ၅ပါးတို့သည်နေဆံမြဲမပြတသက်ပါလုံးဝဒန္တုတက်လာသောနေလိုတို့လာသောရေလိုတနေ့တခြားတို့တက်စီကားကြပါစေကုန်သတည်း